လက်လက်သွားတဲ့ဇာသမာ၃ယောက်နေရာမှာနိုင်ငံကဇာသမာတွေကိုအစားထိုးရွေးချယ်သွားမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းလို့ရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အောင်သူ့ကိုပါစေချင်ပါတယ်သူတို့အနေနဲ့သူတို့အသင်းရဲ့အထက်ဇာသမာတယောက်ဖြစ်တဲ့ Nicola Michael San ကိုအာဆီယံဩစတာအသင်းနဲ့ပူးပေါင်းဖို့စေလွတ်သွားမှာဖုတ်တဲ့အကြောင်းကိုထုတ်ပြန်ခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါ။ဆောင်းစံ6ကဘာဖလာတီးရအစင်ချစ်စစ်ဘွဲကိုဒီမှာတော့တင်းတော့ကောင်မောင်မောင်တွေ ်တယ်စီကံဘောကိုဓာတ်ရိုက်ကန့်သွင်းပြီးတော့ဒီအာသာချက်တစ်ခုရှိတာတော့ဒီကြပါပါဘူးလက်ကန်ပြီးတကယ်လို့သပါနေပဲရောပြမရှိတော့မန်ယူနဲ့ကစားမယ့်အာဆီယံဩစတာအသင်းမှာ ပါဝင်ကစားဖို့အာဆီယံဒေသအတွင်းကကစားသမားစုစုပေါင်း23ယောက်အထိရွေးချယ်သွားမှာပါ။ ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကနောက်ဆုံးထုတ်ပြန်ခဲ့တဲ့အာဆီယံဩစတာအသင်းရဲ့လူစည်ရင်းမှာစုစုပေါင်းကစားသမား18ဦးအထိရွေးချယ်ပြီးပါပြီ။စင်ကာပူနဲ့ဖိလစ်ပိုင်ကကစားသမားတွေရွေးချယ်ဖို့ကြံရှိနေပါတယ်။ရွေးချယ်ထားပြီးတဲ့ကစားသမား18ဦးထဲကမလေးရှားကကစားသမား2ဦးနဲ့ထိုင်းကကစားသမား2ဦးကိုသူတို့ရဲ့သက်ဆိုင်ရာအသင်းတွေကအကြောင်းရင်းအမျိုးမျိုးကြောင့် အာဆီယံအော်စကာအသင်းနဲ့ပူးပေါင်းဖို့ဆင်လွတ်သွားမှာမဟုတ်တဲ့အကြောင်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ Dominic Tan နဲ့ Sajiyo Aguro မလေးရှားအာဆီယံအော်စကာအသင်းမှာပါဝင်ကစားဖို့မလေးရှားနိုင်ငံကကိုသမတအူအနောက်တန်းကစားသမတအူနဲ့အရှေ့တန်းကစားသမတအူစုစုပေါင်း၃ဦးထိရွေးချယ်ခံခဲ့ရပါတယ်။ ဒီထဲမှာတော့အနောက်တန်းကစားသမား Dominic Tan နဲ့အရှေ့တန်းကစားသမား Sergio Aguero တို့ကိုမလေးရှားနဲ့ရွေးစင်အသင်းရဲ့နေပြချုပ်အနေနဲ့ခံရပြဿနာများဖြစ်ပေါ်မှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်မလို့ ASEAN All-Star အသင်းနဲ့ပူးပေါင်းဖို့အတွက်ကိုဆေလွတ်သွားမှာမဟုတ်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်မလေးရှားလက်ရွေးစင်အသင်းအနေနဲ့လာမယ့်ဂျွန်လ10ရက်နေ့မှာ VN အသင်းနဲ့2029အာရှဖလားချစ်စစ်ပွဲစဉ်ရှင်ပြိုင်ကစားဖို့ရှိနေပါတယ်ဒီပွဲစဉ်ကလည်း ကယ်ကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်နေတာကြောင့်မလေးရှားနီးပြချုပ်အနေနဲ့သူ့ရဲ့အရေးကြီးတဲ့အထက်ကစားသမားနှစ်ယောက်ကိုအာဆီယံဩစတာအသင်းမှာပါဝင်ပူးပေါင်းဖို့အတွက်ကိုသူစိုးရိမ်နေပွဲရှိပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဒီကစားသမားနှစ်ယောက်ကိုဆေလွတ်သွားမှာမဟုတ်တဲ့အကြောင်းမလေးရှားဘောလုံးဖွဲ့ချုပ်ကနေထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်မို့အာဆီယံဩစတာအသင်းမှာမလေးရှားနိုင်ငံကဂိုးသမားတအူးသာကျန်ရှိတော့ပါတယ်။နီကိုလတ်မိုက်ကယ်ဆန်ထိုင်း အာဆီယံအော်စတာအသင်းမှာပါဝင်ကစားဖို့ထိုင်းနိုင်ငံကဂုတမတအူအနောက်တက်ကစားသမားတအူနဲ့အလဲတန်းကစားသမားတအူစုစုပေါင်း3ဦးရွေးချယ်ခဲ့ပါတယ်။ဒီကစားသမား3ဦးထဲမှာဒိမတ်ပထမတန်းကလပ် Orasan Football Club မှာကစားနေတဲ့ Nicola Michaelson ကိုသူ့ရဲ့မိခင်ကလပ်ကအာဆီယံအော်စတာအသင်းနဲ့ပူးပေါင်းဖို့အတွက်စီလွတ်သွားမှာမဟုတ်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီ Orasan Football Club အနေနဲ့ လက်ရှိဒိမတ်ပထမတန်းလီရဲ့အမှတ်ပေးစရာထိဆုံးမှရက်တည်နေပြီးတော့ဒိမတ်စူပါလီကိုတန်းတက်ဖို့အတွက်ကိုအခွင့်အရေးအကောင်းဆုံးအခြေအနေမှာရောက်ရှိနေပါတယ်သူတို့အနေနဲ့ဧပြီလနဲ့လာမယ့်မေလတစ်လလုံးထဲမှာဒီဒိမတ်ပထမတန်းလီရဲ့ချန်ပီယံရောင်းပွဲစဉ်တွေကိုတောက်လျှောက်ရှင်ပြိုင်ကစားသွားရဖို့ရှိနေတဲ့အတွက်ကြောင့်မလို့ သူတို့အနေနဲ့သူတို့အသင်းရဲ့အထူးကစားသမားတစ်ယောက်ဖြစ်တဲ့နီကိုလတ်မိုက်ကယ်ဆန်ကိုအာဆီယံအော်စတာအသင်းနဲ့ပူးပေါင်းဖို့ဆေလွတ်သွားမှာမဟုတ်တဲ့အကြောင်းကိုထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်မို့ထိုင်းနိုင်ငံလက်ရွေးစင်အသင်းကလည်းဂိုးသမားတအူးနဲ့အလေတန်းကစားသမားတအူးသာကြန့်ရှိတော့ပါတယ်။အဲ့တော့လစ်လက်သွားတဲ့ကစားသမား၃ဦးနေရာမှာကင်ဆမ်ဆစ်အနေနဲ့အဲ့ဒီနိုင်ငံကနောက်ထပ်ကစားသမားတွေကိုပဲရွေးချယ်သွားမလား။ဒါမှမဟုတ်တခြားနိုင်ငံက ကစားသမားတွေကိုပဲ အစားထိုးရွေးချယ်သွားမလားဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်တူတဲ့အမြင်အရပြောမယ်ဆိုလို့ရှိရင်တော့မလေးရှားနဲ့ထိုင်းနိုင်ငံကနောက်ထပ်ကစားသမားတွေကိုရွေးချယ်တာကတရားမျှတမှုမရှိဘူးလို့ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီနိုင်ငံကကစားသမားတွေရပြအတွေ့အကြုံရှိတယ်ပိုကောင်းတယ်လို့သတ်မှတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမလေးရှားက3ယောက်ထိုင်းက3ယောက်ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့နိုင်ငံကဒါမစေလွတ်တဲ့အတွက်ကြောင့်မလို့ တို့နိုင်ငံကနောက်ထပ်ကစားသမားတယောက်ကိုအစားထိုးရွေးချယ်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံတွေအပေါ်မှာဒါမတရားသဖြင့်ပြုလုပ်ရာကြမှာပါအဲ့တော့အစားထိုးရွေးချယ်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံက player တွေနဲ့ပဲအစားထိုးရွေးချယ်တာကပိုပြီးတော့အဲကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့နီးပြကင်ဆန်ဖြစ်အနေနဲ့လက်လက်သွားတဲ့ကစားသမား၃ယောက်နေရာမှာဘယ်နိုင်ငံကကစားသမားတွေကိုအစားထိုးရွေးချယ်တော်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်တကယ်လို့ ကျွန်တော်တို့မြန်မာနိုင်ငံကနောက်ထပ်အစားသမားတယောက်ကို Kim Sam Sit အနေနဲ့ရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်တော့တကယ်ဝမ်းသာစရာပါတကယ်လို့ရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အောင်သူကိုပါစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အောင်သူအနေနဲ့ကလည်းတကယ်ပြပမှအတွေ့အကြုံရှင်းချက်တဲ့ကစားသမားတယောက်ဖြစ်ပြီးတော့သူ့အနေနဲ့လုံခြုံရေးအခက်ခဲကြောင်းမြန်မာနိုင်ငံရွေးစင်အသင်းကြီးနဲ့မပူးပေါင်းနိုင်တဲ့အချိန်ကာလမှာဥထိုင်းထန်နေတဲ့မှာလည်းပုံမှန်ဂိုးတွေတွင်ပြီးတော့ခြေစွမ်းပြလျက်ရှိပါတယ်။ အဲ့တော့အောင်သူအနေနဲ့ဒီမြန်မာနိုင်ငံကိုစားပြုဖြစ်နေအာဆီယံအော်စတာအသင်းမှာပါဝင်သွားမယ်ဆိုလို့ရှိရင်တော့အောင်သူနဲ့မမောင်နဲ့နှစ်ယောက်ဖြစ်သွားမယ်ပေါ့နော်ဒါဆိုတော့တကယ်ကိုကြည့်လို့ကောင်းမယ်အတွက်ဖတ်ပါပဲဗျအဲ့တော့ဒီလက်လက်သွားတဲ့ကစားသမား၃ယောက်နေရာမှာကျွန်တော်တို့မြန်မာနိုင်ငံကပလေယာနောက်ထပ်တစ်ယောက်ကိုကင်ဆမ်စစ်အနေနဲ့ရွေးချယ်သွားမလားဆိုတာကိုတော့ကျွန်တော်မျှော်လင့်နေမိပါတယ်မြန်မာနိုင်ငံကနောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့အောင်သူအနေနဲ့အာဆီယံအော်စတာအသင်းမှာပါဝင်သွားမလားဆိုတာ စိတ်ဝင်စားတဲ့ကျွန်တော်တို့ဆက်လက်ဆောက်ကြည့်ကြွားရမှာပါ